င်္ဂလာပါကျွန်တော်ဒေါက်တာသရင်လာမဲမှာကျွန်တော်ဟယ်လိုဆရာမဲအေဒါဂျွန်လေးဖြစ်ပါတယ်ကျွန်တော်ကကျွန်တော်မျက်မှန်တက်ပါတယ်တချို့ကျွန်တော်ဖတ်မိရသူတွေဆိုကျွန်တော်မျက်မှန်နယ်ပဲငြင်းရဲရှိတယ်ဆိုတာသိပါလေကျွန်တော်အသက်17နှစ်ပေါ့ကျွန်တော်6တန်းကျောင်းသားလောက်ခဲကနေမျက်မှန်တက်တာအခုဆိုရင်ကျွန်တော်က34လေးကိုရောက်နေမထင်အောင်တော့အဲ34လေးကိုရောက်နေပြီဆိုတဲ့အချိန်ဆိုတော့ကျွန်တော်ပြည်ပေါ်မျက်မှန်တက်ခဲ့တာ23နှစ်လောက်ရှိပြီပေါ့အဲ့တော့ အဲလုံနေတလားလားကမှကျွန်တော်မျက်စိကိုလေစာနဲ့အဲပါဖြောက်ထားရဲပေါ့နော်။ညနှောင်းကတော့ကျွန်တော်ကြားဘူးတာကြားပါပြီ။အဲ့ဒါ10နှစ်ကျော်လောက်တော့ရှိပြီ။ကျွန်တော်အဲမျက်စိကိုလေစာနဲ့ဖြောက်ပေါ်ဖြောက်ရရဲဆိုတာပါလေ။ဒါမှလည်းကျွန်တော်လည်းကြောက်ဟိုကြောက်တယ်ဆိုတာအကုန်လုံးလည်းမျက်လုံးနဲ့ပတ်သက်ရင်တော့ကြောက်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 ကြမှာပဲ။ဒါကြောင့်အကိုလည်းပါတယ်နှလုံးမရှိတာဘူး။အဲဆိုတော့ကျွန်တော်ဆိုရင်မျက်လုံးနဲ့အလုံးလုံးနေရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မျက်စိတာတူဖြစ်သွားရင်ဆိုတာအစိတ်ကမှရမ်းရှိရဲ့အဲ့ခါကျတော့ ဟိုသူများလည်းလုံနေရဲ့ဆိုတာကြားမိမဲ့ကိုရန်တော့မလုံမိဘူးပေါ့နော်အဲ့လိုပဲတလားလောက်ကမှကျွန်တော်မျိုးသမီးကတိုက်တွန်းလာရောနောက်ကကျွန်တော်ကိုရန်လည်းအဲဟိုမျက်မှန်ပဲအများန်းဆောင်နေရတဲ့ခါကျတော့ဒုက္ခများပါတယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒါမျက်စိကိုလေစာနဲ့ပါလေစာနဲ့ပေါ့ဖြောက်လိုက်တယ်ပေါ့အခုဆိုရင်တော့ကျွန်တော်တလားကျွန်တော်ရှိနေပြီကျွန်တော်မျက်လုံးကဒီမျက်မှန်တက်စရာမလိုတော့ဘူးဒါပေမဲ့မျက်မှန်တက်ထားရတယ်လို့ပုံမှန်မျိုးအဲကျွန်တော်မြင်ရတယ်ပေါ့နော်အားလုံးကိုကျွန်တော် အရင်လိုမျိုးပြန်ပြီးတော့အရင်မျိုးမျက်မှတ်မျက်မှတ်မလိုပဲနဲ့မျက်မှတ်တက်ထားပြီးကျွန်တော်မြင်နေရတာဆိုတော့ကျွန်တော်ကျွန်တော်တို့ကျွန်တော်ရှိနေအဲ့တော့လိုမျိုးမျက်စိကိုလေစာနဲ့ပေါ်တော့ဖြောက်တဲ့ဟာကိုတော်တော်လေးသိကျင်ကြအောင်လို့ထင်လို့ကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြပြချင်လို့ပါတော့တော့ဘယ်လိုလောက်တာလဲပေါ့နော်ဟိုကျွန်တော်ညလုံးလေးတွေရဲ့အထဲထဲမှာကျွန်တော်တို့ကအမှန်ဘလူးလေးရှိပါတယ်ဟိုမျက်စိအဝေးမှုံတဲ့သူနီးမှုံတဲ့သူဆိုတာကအမှန်ဘလူးလေးလေးတွေကသူတို့လုတ်တဲ့အလုပ်ကိုမလုပ်တဲ့အခါကျပုံစံပြက်နေတာပေါ့နော်ပုံစံပြက်နေတဲ့အခါကျအဝေးမှုံတာနီးမှုံတာတွေဖြစ်လာတယ်ကျွန်တော်ဆိုရင်အဝေးမှုံနဲ့ တစ်ဖက်ကိုဒီဂရီ400ဝန်းကျင်လောက်ကိုရှိတယ်ကျွန်တော်စလင်ဒါလည်းရှိတယ်ပေါ့နော်အဲ့ခါကျတော့ဒီမှန်ဘလူးပုံစံပြက်နေတာကိုလေစာကကျတော့သူကမျက်သားပေါ့အပေါ်ရံမှာရှိတဲ့ဒီမျက်သားလေးကိုခွာလိုက်တယ်ခွာပြီးတဲ့ခါကျတော့ဒီမှန်ဘလူးလေးလေစာနဲ့ဖြစ်ပြီးတော့သူကဟိုဖြစ်မှန်ဘလူးလေးလေစာနဲ့ဖြစ်လိုက်ပုံပြန်သွင်းလိုက်တော့ပုံပြန်သွင်းလိုက်တဲ့ခါကျမှန်ဘလူးလေးရဲ့ပုံစံပုံပြန်မှန်သွားတယ်အဲ့ခါကျတော့ဟိုမလို့တော့မျက်မှန်မလို့တော့ပေါ့နော်ဒီပြည့်သားလေးကိုပြန်ပြီးတော့ပိတ်ထားလိုက်တာပေါ့ ဲ့တော့ဘယ်လိုလုပ်တာလဲခုနကပုံစံမှန်ဘလူးကိုကျွန်တော်လီစာနဲ့ပြစ်ပြီးတော့ပုံစံလေးကိုကျွန်တော်ပြင်လိုက်တာပေါ့နော်။ညာကလုပ်တယ်။အနေအကင်းလားပေါ့နော်။ဒါကတော့ဒူရိုင်းသိချင်ကြမယ်မေးဖို့မျိုးမေးဖို့မှာအနေအကင်းလားဆိုတော့ဘယ်ခွဲစိတ်မှုမျိုးမဆိုမှဟိုတရားရရင်တော့အနေအကင်းတာဆိုတဲ့အကြောင်းမရှိပါဘူး။ဒါပေမဲ့အများစုကအနေအကင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတုံးကြတာပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်ကြားခုတလောက်ပေါ့နော်။ဒီဟိုတောက်လျှောက်မှာဟိုဒီလေတာနဲ့ပေါ့ဖြောက်တဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ကျွန်တော်လိုက်ပြီးလေးလာနေတောက်လျှောက်မှာတော့ တဲဟောင်းမျက်စိကန်းသွားတယ်ဆိုတာမျိုးလုံးဝမျက်လုံးကသုံးစမရလောက်ဖြစ်သွားတယ်ဆိုတာမျိုးတော့မရှိပါဘူးတချို့တွေမှာတော့ဒီဟိုလှုပ်လိုက်တဲ့အချိန်မှာသူတို့အနေထားမမှန်တာတွေပါဖြစ်လို့တစ်နှစ်လောက်နားပြီးပြန်လောက်ရတာတွေပါရှိတယ်ဒါပေမဲ့ကန်းသွားတယ်ဆိုတာမျိုးမျက်လုံးကိုပြဿနာအရန်ဖြစ်စေတဲ့အနာတွေပါဖြစ်သွားတယ်ဆိုတာမျိုးတော့ကျွန်တော်လည်းကြားမှုပါအဲ့ဒါကြောင့်လို့ဟိုအနေရကင်းတယ်လို့ပြောရမှာပေါ့နော်ဟို100အတရာရုံတော့ပြတော့မဟုတ်ဘူးဒါပေမဲ့အများစုမှာတော့တော်တော်အနေရကင်းပါတယ်နောက်ထပ်ခုလူတွေသိကျင်ကြတာကတော့ဘလောက်ကြာလဲပေါ့နော် အဲဘလောက်ကြာလဲဆိုတော့ကျွန်တော်ဒီမှာတော့အသာသာပဲဟိုမျက်စိဟိုဒီလေးစားတဲ့ပုံမှာဖြောက်တဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ဒင်းနှုံးကလည်းအများကြီးกว่าနိုင်တယ်တချို့တွေဆိုရင်အဲဒီနိုင်ငံမှာသွားကုရတဲ့တွေပိုင်းဆိုရင်တော့3600 3100ဝန်းကျင်အဲ့တော့ဒါအရင်ကဈေးကိုပြောတော့အခုဈေးနဲ့တော့ကျွန်တော်လည်းစိတ်မပြောတတ်ဘူးရင်းအဆိုရင်တော့3600 3100အဲ့ဝန်းကျင်လောက်ကျွန်တော်ရှိတယ်အခုကတော့ကျွန်တော်လှုပ်ထားတဲ့တစ်လလောက်ကနေလှုပ်ထားတယ်အဲ့ဒီတုန်းကတော့ကျွန်တော်လှုပ်တာစုစုပေါင်း18သိန်း18သိန်းလောက် အဲဝင်းချင်တော့သွားကြရတယ်ပေါ့နော်ဆရာမပြရတဲ့ဘာတွေပါအငူတက်ချစ်တင်တော့သွားကြရတယ်အဲကျွန်တော်ကတော့နာမည်နှလုံးနဲ့ရှိတဲ့ဒီဟိုမှာလောက်ထားတာပါလေတေကန်ဒီမျက်စိတေကန်မှာလောက်ထားတယ်ချို့ရင်လည်းတခြားတေကန်တွေရှိပါသေးတယ်တခြားမျက်စိတေကန်တွေလည်းရှိသေးရဲ့အဲ့မှာလည်းတချို့ဟိုတိန်း20 30ကနေပြီးတော့ဟိုဒေါ်လာ4000အဲ့လောက်ဝင်းချင်ပေါ့နော်တိန်း100ဝင်းချင်လောက်ထိရှိတဲ့တေကန်တွေလည်းရှိရဲ့ဒါကတော့ကိုယ့်ဘက်ကိုစုံစမ်းကြည့်ပါငွေနိုင်ငံမှာ ဟိုကျွန်တော်တို့ရန်ကုန်မှာဆိုမျက်စိဗေဂန်နဲ့ပတ်သက်လို့ကြီးကြီးမားမားအများကြီးလာရင်ရှိပါဘူးအဲ့တော့အဲ့ဈေးကိုတော့အရင်စုံလန်းကြည့်ပေါ့ကိုလုံးမဲ့မျက်စိဗေဂန်ကိုအားလုံးကိုဈေးလေးတွေကိုအရင်ချိန်ကြည့်ကြည့်ပေါ့ကိုကိုတက်နိုင်တဲ့ပမာဏနဲ့ဈေးလေးတွေကိုချိန်ကြည့်လို့ရတယ်ကျွန်တော်တို့လောက်တုန်းကတော့18သိန်းလောက်ကနေပြီးတော့ဒါအနည်းဆုံးကျွန်တော်ကအနည်းဆုံးကုန်တာဆိုတော့18သိန်းလောက်ကနေပြီးတော့အဲမြန်မာနိုင်ငံအမှတော့တိတ်80 90လောက်ထိရှိရလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဘယ်သူတွေလောက်လို့ရလဲပေါ့အဲအနည်းဆုံးပေါ့အနည်းဆုံး အနေဆုံးပါဝါ၁၀၀ပေါ့အနှုတ်၁ပေါ့အနှုတ်၁ကနေပြီးတော့အနှုတ်73ပေါ့နော်အနှုတ်73300ပါဝါ1300ထိရှိတယ်အနှုတ်အနှုတ်၁၀၀ထက်ဟိုနည်းနည်းကြတော့လေဟိုလောရမတန်တော့ဘူးပေါ့နော်မျက်စိကိုလေးစားနဲ့ပြရမတန်ဘူး1000ထက်များွားရင်ကြတော့မှန်ဘလူးကရမ်းပါနေတာကြတော့လုံးလို့မရဘူးတချို့တွေကကြတော့ဟိုဟိုမျက်စိမှန်ဘလူးပါတယ်ကြာ तू ကလေးစားပြရတယ်ဆိုရဲပေါ့မှန်ဘလူးကရမ်းပါနေကြတော့ထပ်ပြဖြစ်ပြကြံတော့ဘူးပေါ့နော်လူလူတွေဆိုရင်တော့ ျွန်တော်လုပ်လို့မရဘူးပေါ့အဲ့တော့နောက်တစ်ခုကျတော့မျက်စိပါဝါမငြိမ်တဲ့သူတွေအဲအဲ့ဒါကြောင့်ကျွန်တော်ဒီဟာကိုလုပ်မယ်ဆိုရင်အသက် session နှစ်ပြည့်မှာလုပ်ရရတယ်ဘာဖြစ်လို့လဲဆိုတော့ session နှစ်မပြည့်ခင်မှာသူတွေလည်းမျက်စိပါဝါမငြိမ်ဘူးအဲမျက်စိပါဝါမငြိမ်တဲ့သူတွေလုပ်လို့မရဘူးမျက်စိနဲ့ပတ်သက်တဲ့တခြားယောဂါတွေပေါ့မရေတိန်တွေအတွင်းတိန်တွေလူမျိုးယောဂမျိုးတွေရှိနေလုပ်လို့မရဘူးနောက်တစ်ခုကမျက်စိပေါ့နော်ဒီအသားပြန်ကျက်ဖို့အတွက် ခက်ခဲတဲ့ဒီသီးချုပ်ဝေဒနာရှင်လေးသီးချုပ်ထိန်းလို့မရတဲ့ဝေဒနာရှင်လေးနောက်တစ်ခါကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ယောဂဝေဒနာရှင်လေးဆိုလည်းကျွန်တော်လုပ်လို့မရဘူးအဲနောက်ဆုံးခုနကပြောတော့ပြောရဲအဲ့ဟိုမျက်ချီလာရမ်းပါနေကျွန်တော်လုပ်လို့မရဘူးနော်အဲဘာတွေလုပ်ရမလဲကျွန်တော်အဆင့်လေးတွေကျန်းဖြစ်ပြရပါမယ်ပထမဆုံးကတော့ကျွန်တော်မျက်စိပါပါလေးစာဖြောင်းလို့စဉ်းစားတာနဲ့ကျွန်တော်ပထမဆုံးလုပ်တာဈေးနှုန်းကျွန်တော်တို့တက်နိုင်တဲ့နှုန်းမှာရှိပါမလားဆိုပြီးတော့ ျွန်တော်ဒင်းလုံးနဲ့လိုက်ပြီးစုံစမ်းကြည့်ပါရစေ။စုံစမ်းကြည့်ပြီးနောက်မှာဒင်းလုံးသိနယ်လို့ကိုပြောတဲ့တခြားသူတွေကလည်းကိုညှိုးတဲ့သေးကံကိုကျွန်တော်တို့ပုံဆက်သူကမျက်စိလေသာနဲ့မပြစ်ခင်မှာကျွန်တော်မျက်စိစမ်းတက်မှုအရင်ခံယူရတယ်မျက်စိကအချိန်ကြီးကောင်းရလားမျက်စိမှန်ဘလို့ကဘလို့နေလဲတခြားယောဂါတွေရှိလားဒါတွေအကုန်လုံးကိုသိဖို့အတွက်ကျွန်တော်စမ်းတက်မှုလုပ်ရတယ်အဲ့ဒါကအရန်ချိန်ကြတယ်9နိုင်လောက်အချိန်ပေးရတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကဟိုမျက်စိလေသာဖျောက်ချင်လို့ပါလို့ပြောရတယ်ဆိုရင်ဈေးကန်ကနေပထမဆုံးကျွန်တော်တို့တရက်ပါပေါ့နော် အဲ့ဒီမှာဖုန်းနဲ့တွားရမယ်နော်။ဘာလို့လဲဆိုတော့သူမျက်စိကိုဒိုင်လီတာဆိုတော့မျက်စိကျယ်ပြီးခက်အဲ့ဒီဟာခက်ပြီးွားရင်ကျွန်တော်ကားမောင်းလို့မရ။စာဖတ်လို့မရ။လူမျိုးတွေရှိတဲ့ခါကျတော့ဖုန်းနဲ့တွားမှတော့အဆင်ပြေမယ်။အဲတနေ့ကုန်ချိန်ပေးရတယ်ပထမရက်။အဲ့တော့တနေ့ကုန်မှာ9နိုင်လောက်ချိန်ပြီးပေးပြီးွားရင်နောက်ကြာရင်တော့ပြန်လို့ရပြီပေါ့နော်။အဲ့ဒါအဲ့ဒါကတော့ဟိုတသိန်းခွဲလောက်ပဲကျွန်တော်တို့ကပေးရတယ်။တသိန်းပေးရတာလားမသိဘူး။ကျွန်တော်တေချာမမှတ်မိတော့စုစုပေါင်းလဲကျွန်တော်မှတ်မိရတယ်။အဲ့ပြီးတော့ အဲနောက်နေ့မှာသူတို့ကဖုန်းဆက်တယ်ဟိုခွဲလို့ရမရခွဲလို့ရမရဖုန်းဆက်လို့ကိုကခွဲလို့ရတယ်ဆိုတဲ့အထက်ပိုင်းသူကအနည်းဆုံးဘယ်နှစ်ခွဲချင်လဲဆိုတာမေးတယ်ကိုစင်ပြတဲ့နေ့ပေါ့ကိုခွဲချင်တယ်ဆိုတဲ့နေ့ကိုပြောလိုက်ရုံပဲအဲ့တော့ခွဲမဲ့နေ့မတိုင်ခင်တရက်မှာတော့ဆရာဝန်နဲ့သွားပြန်တွေ့ရတယ်အဲ့ဒီခါကျတော့မှဆရာသူကကိုခွဲပေးမဲ့သူကဆရာဝန်မျက်စိသူကဆရာဝန်နေပြီးမျက်စိကိုတေချာဖြတ်ပြီးတော့ဆက်သေးတယ်လိုအပ်တာတွေကိုကျွန်တော်တို့ဟိုဟိုလိုအပ်တာတွေပေးလိုက်တယ်ပေါ့အဲ့ဒီနေ့မှာတော့အဆန့်ချေပြရှိလို့ရကျွန်တော်လုပ်တဲ့နေ့နေရာမှာတော့အဲ့ဒီမှာချစ်ချစ်ပတ်ပတ်ချေခိုင်းတယ် ဝေသားမှအစီအပြေပါတယ်သူက special account နေ special account နေပါတယ်တော့ကျွန်တော်ဟိုတိတ်လက်မခံခြင်းပေါ့နော်ဆိုတော့သူကတော့ဝေသားပဲလိုချင်တယ်အများကြီးဝေသားပဲဟိုတောင်းတယ်ပေါ့နော်ဝေသားမမရမရဘူးပေါ့နော်အဲ့ကကျတော့အဲ့နေ့မှာတော့ကြာပတ်သက်မပါပါနဲ့နေမှာသလို့ပေါ့နော်အဲ့တော့တွားပြီးတော့အဲ့ဒီနေ့မှာတော့သူက before and after ဆိုပြီးအထုပ်လေးပေးလိုက်တယ် before မှာကျွန်တော်မျက်စိကိုတန်ရှင်းလောက်ရတာတို့မျက်စိခတ်ရတာတို့ပါတော့စသဖြင့်ပေးလိုက်တယ်ပြီးရင်တော့တကယ်ခွဲမဲ့နေတကယ်ခွဲမဲ့နေကြတယ်အဖေါ်တော့ခေါ်ရမှာမယ် အဲခွဲမဲ့နေစစ်စပောင်းအဲ့တော့ကျွန်တော်တို့ကတော့ဒီရတကောင်ရွှေပင်လုံးမှာခွဲတယ်အဲ့မှာခွဲရင်တော့ဟိုပေါ့အဆအဆုံးသိပ်ကြောင်ပေါ့ကိုချိန်ထားတဲ့အချိန်က2နာရီဆိုရင်ကျွန်တော်တို့2နာရီရအောင်သွားလိုက်တယ်2နာရီသွားပြီးတော့သူ15မိနစ်မိနစ်20လောက်ဒီညစင်ညစင်ခတ်တာတော့ပေါင်ဖြည့်တာတော့ဘာမှမလုပ်ရတယ်ပြီးတဲ့ခါကျရင်တော့ခွဲကန်းနဲ့ခါရုံးဝင်ရတယ်ခွဲကန်းမှာနေခဏစောင့်တကယ်အဆအဆုံးခွဲတာကစစ်စပောင်း10မိနစ်လောက်ထဲကြာမယ်လို့ကျွန်တော်ချင်တယ် အဲပထမဆုံးသူတို့လောက်တာကတော့ဒီညလုံးကိုဒီဟိုပြင်းဆင်းခတ်တယ်ပေါ့နော်ညင်းဆင်းခတ်တယ်ကိုကိုဂရင်းနဲ့အဲ့ဒီဆက်ကလေးအောက်ကိုခေါ်ရတယ်ပေါ့အဲ့ဆက်ကလေးမှာမီးနီလေးလင်းနေအမီးနီလေးလင်းနေတယ်အဲ့မီးနီလေးကိုကျွန်တော်တို့ကတစ်ချိန်လုံးကြည့်ထားမယ်ညလုံးကအပြင်ညတောင်သူတို့ကညလုံးကိုဒီလိုမျိုးဟိုပေါ့စပက်တူလန်လို့ခေါ်တယ်ကျွန်တော်တို့ဒီဟာနဲ့ဖြဲထားတဲ့ဟာနဲ့ဖြဲထားတယ်အဲညတောင်တော့နည်းနည်းခတ်လို့ရတယ်ဒါပေမဲ့အရန်ဖိခတ်လို့မရဘူးပေါ့အာတာပြေုံလောက်တော့ညတောင်ခတ်လို့ရတယ်ဗျာ ဟိုဒီလိုမျိုးညတုံးကတကယ်ပိတ်သွားတယ်မဟုတ်မဟုတ်ဘူးဒါပေမဲ့မျက်တောင်ဖတ်လို့ရတယ်အဲ့အရင်နဲ့ဖိတာအရင်တော့ဖိပြီးတော့ဟိုမပိတ်နဲ့ဘူးနော်ပြီးအဲ့မိမိလေးကိုမပြတ်ကွက်ကြည့်နေရတယ်အဲ့အကောင်လေးကိုပြတ်နေလို့မရဘူးညလုံးမျက်တောင်ဖတ်လို့မရဘူးညလုံးအောင်လို့ဟိုရွှေ့ဒီရွှေ့အဲ့လိုမျိုးရွှေ့နေလို့လည်းမရဘူးအဲ့တခုတစ်ချိန်မှာတော့တော်တော်နေရခက်တယ်ဒါပေမဲ့ညလုံးကိုသူကဟိုလေးဆုပ်တက်လို့ဟာမျိုးလေးနဲ့ဆုပ်ပြီးတော့အဲ၆ဝအောင်လုံးလိုက်တဲ့အချိန်မှာလေဖတ်တဲ့ညလုံးကတမျိုးတင်းတင်းဖြစ်သွားအဲ့အချိန်ကတအားမျက်တောင်ဖတ်ချင်တယ်ဘေးနားကြီးရွှေ့ချင်တယ်ဒါပေမဲ့အဲ့လိုလုံးမရဘူး ဲ့ချိန်ကအရေးကြီးတယ်အဲ့လိုလုပ်လိုက်ရင်ဒီမျက်တောင်အဲ့ fashion လုပ်ပြီးွားတဲ့အချိန်မှာဟိုပြက်သွားရဲဆိုရင်တစ်နှစ်ပြန်ဆောင်ရတယ်ကျွန်တော်တို့ပြန်ပြီးတော့မျက်လုံးလေးစားပြစ်လို့မရအောင်ဖြစ်နေတတ်တယ်အဲ့လိုမျိုးရှိရပါတော့အဲ့တော့အဲ့လိုတစ်ချိန်လောက်ပါပဲဒါမဲ့ကျွန်တော်လုံးလို့ရတယ်ဗျာကျွန်တော်ဆိုတာမျက်လုံးကတော်တော်ငြိမ်နေလို့မရတဲ့သူမျိုးကျွန်တော်မျက်လုံးကတောင်းတောင်းတိတ်ခက်မခံဘူးဒီလိုလူတော်မှကျွန်တော်ခဏရင်ရှိရဆိုတော့ဟိုကျန်တဲ့သူတွေလည်းခဏရင်ရှိမှာပါအရင်ရောမဟုတ်ပါဘူးပေါ့ပါခဏလေးပါပြီးရမယ်အဲ့ဒါပြီးပြီဆိုတာလည်းသူကစုပ်ပြီးပြီ ဆိုရင်သူကခွဲလိုက်တယ်ခွဲပြီးတော့အဖက်လေးလှန်လိုက်တယ်မျက်စိကိုပေါင်အာဒီဟိုဟာနဲ့လေဆာနဲ့ပြစ်လိုက်တယ်လေဆာပြစ်ပြီးွားပြီဆိုတာနဲ့ပြန်ပြီးတော့လှန်ပြီးဟိုလှန်ထားတဲ့ဟာလေးကိုလှန်ထားတဲ့အချိန်မှာလေးဘာဖြစ်သွားလဲဆိုတော့အဲ့မှာကြောက်ပေါ့ကောဒီမျက်လုံးလေးကိုလှန်လိုက်တဲ့အချိန်မှာဒီမျက်ကြည်လောပေါ့နော်မျက်ကြည်လောကိုခေါ်တာမျက်ကြည်လောလှန်လိုက်တဲ့အချိန်မှာကျွန်တော်ဘာမှမမြင်ရတော့အရန်ဝါးဝါးအကုန်လုံးကဟိုကြာမှန်မလို့မရှိတော့တဲ့အာလူမျိုးဖြစ်သွားအကုန်လုံးဝါတာလို့ဖြစ်နေအဲ့အချိန်မှာကြောက်ဖို့တော့ကောင်းအဲ့တော့သူကအားလုံးပြီးွားပြီလေဆာပြစ်ပြီးွားတဲ့အချိန်ဆိုတဲ့အချိန်မှာမှအဲ့ဒါလေးပြန်ပြီးတော့ဟိုဟိုပေါ့ ပြီးပြီးတော့ဟိုပါလေးပေါ့ပြန်ဖုံးပစ်လိုက်တော့เนาะပြန်ဖုံးပစ်လိုက်ပြီးဆိုရင်တော့အဲ့ချိန်မှာပြန်မြင်ရတယ်။အဲ့ချိန်မှာတပြင်းချနိုင်တယ်။ကျွန်တော်ဆိုဒီဘက်မျက်လုံးကဆိုအဲ့လိုမျိုးသူပြန်ဖုံးဖို့အတွက်ကိုလေ၃နှစ်ခေါက်လောက်လုပ်နေရတယ်။ချော်ချော်နေတဲ့ခါကျတော့လေအဲ့မှာရင်းနေရခုံပြန်လာတွေးရပြန်လဲလူမျိုးဖြစ်နေတာ။အဲ့လိုမျိုးရရှိရဒါမဲ့ဟိုလူတို့လူတိုင်းခံနိုင်ရှိပါတယ်ကိုယ်လည်းခံနိုင်ရှိမှာပါအဲ့လောက်ထိတက်တာမရှိဘူးအဲ့တော့ပြီးွားပြီဆိုရင်တော့ခွဲကနေဖတ်လာပြီဆိုတော့ねသူတို့ကနေဒီမျက်လုံးအုပ်ဖို့အတွက်ဒီပိုင်းလုပ်ပေးလိုက်အဲ့လိုလုပ်ပေးလိုက်ပြီဆိုတော့စပြီးတော့ မျိုးလုံးကကြည်ကြည်လေးနဲ့မြင်ရပြီဟိုကဘာမှဟိုဝါနေတာကြီးရှိတော့တာနယ်လူပုံစံမျိုးနဲ့ကျွန်တော်ဖြစ်သွားတယ်မျက်စိအပေါင်းကိုတော့ဆက်ပြီးတော့တတ်ထားရမယ်အိမ်ကိုရောက်တဲ့အချိန်မှာတော့ချွတ်လို့ရတယ်ဒါပေမဲ့အိတ်တဲ့အချိန်မှာတော့ကျွန်တော်ပြန်တတ်ထားရမယ်နော်ဒီလိုမျိုးလုံးတက်ပြလိုက်တဲ့အပေါင်း အဲ့ရနေပြီးတော့ကျွန်တော်တပတ်လောက်တော့ညတိုင်းမှာအဲ့လိုမျက်စိဖုံးတက်ပြီးတော့အေးရတယ်မျက်စင်းကိုတနားချားတစ်ခါကျွန်တော်တို့ဇက်တိုက်ခတ်သွားရတယ်မျက်စင်းကနှစ်မျိုးပေါ့နော်ကိုယ်သက်စင်မျက်စင်းတစ်မျိုးရဲ့ဒါတော့မျက်ရည်တူမျက်စင်းရဲ့ကျွန်တော်ဇက်တိုက်ခတ်ပေးသွားရတယ်ဟိုတစ်လလောက်ချီကိုယ်မျက်လုံးလုံးဝပုတ်လို့မရဘူးမျက်လုံးကိုရေထိလို့လုံးဝမရဘူးဒီမျက်နှာကိုတက်မယ်ဆိုရင်ကျွန်တော်တို့ဒီဟိုဘော snow tower တို့ဘာလို့ဒီလိုမျိုး wet tissue တွေပါနေပဲတက်လို့ရတယ်ဘာမှလိမ့်လို့လည်းမရဘူးဒီလိုမျိုးတော့တစ်လလောက်တော့အဲ့ဒီခံရတယ်ဒါပေမဲ့ 24နာရီပြီးပြီဆိုတာနဲ့အဲဒီဖုန်းနဲ့ကွန်ပျူတာတွေကတော့24နာရီတုံးမရဘူး24နာရီတုံးပြီးပြီဆိုတော့တုံးမရဘူးအပြင်ထွက်ရင်တော့ကျွန်တော်ညမှန်ဒီကမျက်မှန်မဖြစ်မနေတက်ရမယ်အလင်းစုစုတွေကတော့အရင်တလားလောက်ပေါ့နော်တအားကြီးကြည့်တယ်ကားမောင်းနာတွေပါလေမျိုးကိုတလားလောက်ကြောင်းလာပြီပေါ့နော်အဲဒါဆိုရင်အဆင်ပြေပါတယ်ဟိုမျက်စိကတော့တာမန်လူတိုင်းပဲဟိုတောက်လျှောက်ဟိုညမက်စလက်တက်ဆီကလောကမရှိတော့ဘဲနဲ့ကျွန်တော်ဖြစ်သွားပါတယ်အဲတောက်လျှောက်မှာတော့မျက်စိလေးတွေတော့အများကြီးထပ်ပေးသွားရမယ်ရှားတဲ့တဲ့ နော်ကျွန်တော်ဒီညဘက်မှာဆိုရင်အိအိရင်းနဲ့လေအဲ့လိုရောင်ပြီးမျိုးလုံးပုတ်မိတာတွေပဲရှိတယ်အဲ့အတွက်ကြောင့်လို့ဒီအစောပိုင်းမှာတော့အုတ်ကိုဟိုအိတိုင်းတက်ထားတာကတော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်ဆိုရင်အဲတစ်ဘက်လောက်ကျွန်တော်တက်ထားတယ်နောက်ပိုင်းတော့ကျွန်တော်မတက်တော့အခုဆိုတော့ကျွန်တော်တော်ကောင်းနေပြီရေလည်းပြန်ထိနေပြီကျွန်တော်ဒီမိုးချိုးပိုင်းကပြန်မြက်ဆင်းနေပြီမျိုးလုံးလည်းပုတ်လို့ရနေပြီပေါ့နော်ပုတ်လို့ရနေပြီအဲမျိုးလုံးထိခိုက်နိုင်တဲ့အားကစားတွေဟိုတိုက်အိုဘာကလည်းပေါင်းစင်ထိုးရတယ်ပေါ့လို့တော့ကျွန်တော်လုံးလို့မရဘူးအခုဆိုတော့ကျွန်တော်မျက်မှန်တော့မလို့တော့ပေါ့ဒါကတော့ကျွန်တော်ဟိုလေးစစ်ဟိုဖြစ်ခဲ့တဲ့တောက်လျှောက်ဒီကနေ့ကူတော့မယ် အဲကျွန်တော်ရဲ့အရင်ကဒီလိုပုံစံမှာရင်းအတိုင်းရင်းကျွန်တော်ပုံစံမှာချုပ်လက်နှမိပါလိမ့်မယ်ဒါကတော့အခုမျက်မှန်ပြလို့ရတဲ့ကျွန်တော်ရဲ့ပုံစံအစ်စ်ပါဘယ်ဟာပူချော်လဲကျွန်တော်ပြည့်ရနှစ်ခုလုံးချော်မယ်ဆိုတာပြည့်ရဒါမဲ့ပြည့်ချင်တာကမျက်မှန်ပါတယ်မပါတယ်ဘယ်ဟာပူချော်လဲဆိုတာပါအဲ့တော့ဒါကတော့ကျွန်တော်ဒီမျက်စိကိုလေးစားနဲ့ပြစ်တာရဲ့အဲအတွေ့အကြုံပါဟိုတခြားပြည့်ချင်တဲ့မိခွန်းလေးရှိရင်လည်းကျွန်တော်အခုဗီဒီယိုတင်ပေးထားတဲ့အောက်မှာမေးနိုင်ပါတယ်အားလုံးပဲကြည့်ရတဲ့အတွက်ကျေးဇူးများတင်ပါတယ်မျက်စိပါဝါဖြောက်ဖို့အတွက် ဒီလုံနေတဲ့သူတွေစဉ်းစားနေတဲ့သူတွေလည်းအားလုံးပဲအဆင်ပြေချမ်းမွေးကြပါစေ။